မင်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်ကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတစ်ပုတ်အနေနဲ့စစ်ကောင်စီလက်အောက်ကျန်နေတဲ့ဒေသများရှိပြည်သူများထံတော်လိုင်းတက်များလာမယ်လို့ KNU ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ် ကျွန်တော်တို့ပြည်သူတွေရှိတဲ့နေရာကိုမရောက်ရှောင်အောင်လာမယ်ကျွန်တော်တို့အုပ်ချုပ်ရေးစနစ်အသစ်တွေပြန်အစားထိုးမယ်လို့ဘဒူစောတော်နီကပြောပါတယ်စစ်ကောင်စီလက်အောက်မှာကျန်နေတဲ့ဒေသတွေရှိပြည်သူတွေထံမရောက်ရအောင်လာမှာဖြစ်ကြောင်းကရင်မျိုးသားစီယုံ KNU ပြောရေးဆိုခွင့်ရှိသူဘဒူစောတော်နီကပြောကြားပါတယ်လက်ရှိနိုင်ငံရေးစီရင်အခြေအနေများနဲ့ပတ်သက်ပြီးသတင်းစကားပြောကြားပေးဖို့မိ мян ချက်ပေါ်ခုလိုပြောပြခြင်းဖြစ်ပါတယ်လက်ရှိစစ်ကောင်စီရဲ့လက်အောက်မှာကျန်နေတဲ့သူတွေအားလုံးသတင်းပေးချင်တာကကျွန်တော်တို့ကလာကိုလာမယ်မရောက်ရအောင်လာမယ်ကျွန်တော်တို့ပြည်သူတွေ ရှိတဲ့နေရာကိုမရောက်ရအောင်လာမယ်ကျွန်တော်တို့အုပ်ချုပ်ရေးစနစ်အစ်စ်တွေပြန်အစားထိုးမယ်လူမှုဝန်ဆောင်မှုလုပ်ငန်းတွေကိုလည်းတွန်လိုင်းလှုပ်ဆောင်ပြီးတဲ့တစ်ချိန်တည်းမှာအဲ့ဒါကိုထက်ချက်မခွာကျွန်တော်တို့ဆက်လက်လှုပ်ဆောင်သွားမယ်ဆိုတဲ့သတင်းကောင်းပေးချင်ပါတယ်လို့ဘဒူစောတော်နီကပြောပါတယ် လက်ရှိကာလကဆင်အာနာရှင်အနေနဲ့စည်ရေးနိုင်ငံရေးတန်တမာရေးအဖက်ဖက်ယူရွေးနေတဲ့အချိန်ဖြစ်ပြီးလူမှုလှုပ်ရှားမှုတွေကိုစစ်ကောင်စီအနေနဲ့နှိမ်နင်းနိုင်ခြင်းမရှိဘူးလို့ပြောပါရယ်တော်လိုင်းဖွဲ့ရင်းအနေနဲ့လည်းနိုင်ငံရေးစည်ရေးမှာအကျပ်တဲများရှိနေတော်လဲထားကပဲတော်လိုင်းကြီးပဲဖြစ်ကြောင်း၎င်းကဆိုပါရယ်ဒီအကျပ်တဲတွေမရှိဘူးဆိုရင်ဒီတော်လိုင်းကြီးလည်းမဟုတ်တော့ဘူးဘာလို့လဲဆိုခက်ခဲကြမ်းတဲ့အခြေအနေကနေမဟုတ်မမှန်တဲ့ဟာကိုတော်လိုင်းပြစ်တာလीဒါကြောင့်ကျွန်တော်တို့ရှိတဲ့ခွန်အားနဲ့ပဲကျွန်တော်တို့ရက်တည်ရဲလို့ဘဒူစောတော်နီကပြောပါရယ်တစ်ဖက်မှာစစ်ကောင်စီနေမြေတွေကိုသိမ်းပိုက်ထားနိုင် ပြီးစစ်ကောင်စီကလည်းတော်လိုင်းတပ်ဖွဲ့များအနေနဲ့တင်ပိုင်နေမြေတွေကိုအုပ်ချုပ်ရင်လုံနိုင်မှာမဟုတ်ဘူးလို့ဝါရဖြန့်မှုတွေရှိနေကြောင်းဘရူစောတော်နီကပြောပါရယ်တော်လိုင်းလုံဆောင်မှုကစစ်တိုက်တာတစ်ခုလည်းမဟုတ်ပဲပညာရေးကျန်းမာရေးအပါအဝင်လူမှုဝန်ဆောင်မှုလုပ်ငန်းတွေကိုအမြဲစူးစမ်းဆောင်ရွက်နေပြီးဆယ်စုနှစ်များစွာအတွေ့အကြုံရှိကြောင်းပြောပြပါရယ်ကျွန်တော်တို့နေရာတွေထိမ့်သိမ်းနိုင်ပြီဆိုရင်တည်တည်တတ်တတ်နဲ့ကိုကျွန်တော်တို့အုပ်ချုပ်နိုင်တယ်လို့ဘရူစောတော်နီကပြောပါရယ်ဇလဘီအုပ်ချုပ်ရေးစနစ်ပုံမကောင်းမအောင်လုံဆောင်ရတာရှိပြီးနေမြင်တဲ့လူလူကိုပိုင်နိုင်စွာအုပ်ချုပ်နိုင်တဲ့ကောင်ကိုတက်တ တည်ပြနိုင်ကြောင်းပြောပါရယ် လက်ရှိအခြေအနေများရစစ်အာဏာရှင်စနစ် မုတ်ချချဆုံးရမှာတည်ကြကြောင်းစစ်ကောင်စီအနေနဲ့တော်လိုင်းတက်များလက်ရှိသိမ်းပိုက်ထားတဲ့နေမျိုးတွေကို ပြန်လည်တိုက်ရင်လို့ရမှာမဟုတ်ကြောင်း၎င်းကပြောပါတယ်တော်လိုင်းကြီးမှာအခက်အခဲများရှိနေတော့လဲရှေ့ဆက်သွားမှာဖြစ်ပြီးစစ်ကောင်စီထိန်းချုပ်ထားတဲ့လက်ကျန်နေမျိုးတွေရှိပြည်သူများရှိရာကိုမရောက်ရအောင်လာမှာဖြစ်ကြောင်းဘဒုဇော်တော်နီကပြောကြားခဲ့ပါတယ်အမျိုးသားညီညွတ်ရေးဆိုရာ NUG ခေါင်းဆောင်တွေကလည်းအခု2025မှာတော်လိုင်းကြီးတွေ့တိတာတဲ့အပြောင်းလဲတွေကိုဖော်ဆောင်ရရှိကြောင်းအသိပေးပြီးစစ်အာဏာသိမ်းမှုအဆုံး းသတ်နိုင်စေဖို့အတွက်အထွေထွေဆိုးချီစီတည်းရဲ့ပြုလုပ်သွားဖို့ရှိကြောင်း NUG ကဝင်ဝင်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးရင်မူကမကြသေးမီကအသိပေးထားပါတယ်။ ဇလန်ဘီရှိုမာကိုဖျက်ချခြင်းသို့မဟုတ်မကွေးဝင်ပေါင်းရဲ့နောက်ဆုံးခံတက်နဲ့ရည်ကန်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မိုးဥဝင်ရောက်လာတဲ့အခါရှိုမာပေါ်ဖျက်ပြန်ရင်မြောက်ဘက်ကိုဦးတီလက်ကတားပေါက်ရာရက်စီမိုင်ထောင်ကြီးပြန်လီပြီးဂျိုးချာငတ်တို့ရဲ့မိုင်ထောင်ကြီးခရီးစဉ်အဆိုတော်ခင်မောင်တို့ရဲ့ဂျိုးချာတန်းသချင်းစာသားတွေကဂျိုးချာငတ်တို့ရှိုမာအထက်တက်ကိုဖျက်ချပြီးမိုင်ထောင်ကြီးရဲ့မွေးရည်မြခီကိုပြန်ကြသလိုတော်လန်သူတွေရဲ့အိမ်ပြန်ခီးအတွက်အရခတ်တက်တော်အေးနဲ့မဟာမိတ်တော်လိုင်းအင်အားစုတွေကရခိုင်ရှိုမာပေါ်ကိုချင်းနှီး င်းဝင်ရောက်ဖြတ်ကျော်နေပါပြီ။ဒါကရခိုင်ပြည်နယ်အမျိုးအခြေဆိုင်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုအရခတ်တက်တော်အင်းနဲ့မဟာမိတ်တော်လိုင်းအင်အားစုရိ2024ခုနှစ်ဒီဇင်ဘာလတတိယပတ်ကောင်မှာတင်ပိုင်ရယူပြီးရဲ့နောက်ပထဝီလမ်းကျောတဆက်တည်းရှိနေတဲ့မြေပြန်ဒေသမကွေးတိုင်းတွင်ပိုင်းတိဝင်ရောက်နိုင်ဖို့ထိုးစစ်ဆင်လာခဲ့တာဖြစ်ပါတယ်။ရခိုင်ရုံးမတောင်ကျော်ကနေမြေပြန်မကွေးတိုင်းတွင်ပိုင်းတိဝင်ရောက်နိုင်ဖို့အဓိကလမ်းကြောင်းကအမ်ပရန်လမ်းကျောပဲဖြစ်ပါတယ်။အဲ့ဒီနေကြမြင်လမ်းကျောပေါ်တရုတ်ထန်းငွေပိုင်လိုင်းစီမံကိန်းကိုလုံခြုံရေးယူထားတဲ့စေအုပ်စုစက ခန်းတွေလည်းရှိသလိုစီရီအရာပြူဟာကြတဲ့အထိုင်စခန်းတွေလည်းရှိနေကြတာဖြစ်ပါတယ်။အဲဒီလိုစေအုပ်စုစခန်းတွေရှိနေကြတဲ့အမ်ဘဒန်လမ်းကျောပေါ်ကိုဖြတ်ပြီးမကွေတိုင်းတွင်ကိုဝင်ရောက်နိုင်ဖို့အရခတ်တတော်အီနဲ့မဟာမိတ်တော်လိုင်းအင်အားစုတွေကအခုနှစ်ဇန်နဝါရီလမှာစတင်ထိုးစစ်ဆင်နေကြတာဖြစ်ပါတယ်။ရခိုင်ပြည်နယ်အမ်းမြို့နယ်နဲ့မကွေတိုင်းငဖဲမြို့နယ်အမ်ဘဒန်နေကြာမြင့်ပေါ်တရုတ်တန်းငွေပိုင်လိုင်းစီမံကိန်းကိုလုံခြုံရေးယူထားတဲ့စေအုပ်စုကံမြင့်ကံစကံကိုအရခတ်တတော်ကဇန်နဝါရီ22ရက်မှာတိတ်ပိုက်ပြီးရနောက်မကွေတိုင်းတွင်ပိုင်းထီရောက်ရှိလာတဲ့ အာရခတက်တော်ဟာအမ်ဘရန်နန်ပေါ်ရှိအထက်တုံးကြီးအောက်တုံးကြီးနဲ့ပထုံကျေးရွာတွေကစေအုပ်စုအထိုင်းစခန်းတွေကိုဖေဖော်ဝါရီ16ရက်မှာထပ်မံသိမ်းပိုက်ခဲ့ပါတယ်။ အဲဒီနောက်မကွေးတိုင်းအတွင်ပိုင်းဒီတဖြည်းဖြည်းတိုးဝင်လာခဲ့ပြီးပသိမ်မုံရွာလမ်းပေါ်ဗရန်မြို့နယ်ပိုင်း20ကန်ကွာမြင်းဖြောင်းတိုင်းဆိုပါကစေမိုင်ကန်ကွာမှာရှိတဲ့နိုင်ရီကန်စစ်အုပ်စုအထိုင်းစခန်းကိုတိုက်ခိုက်နေတာအခုဆိုရင်တလားကျော်ရှိလာပြီဖြစ်ပါတယ်ရခိုင်ယူမှာရှိအမ်ဗရန်လမ်းကျော်ပေါ်ကအမြင့်ပေမီတာ1500လောက်ရှိတဲ့နိုင်ရီကန်လီချောင်းရံကာကွယ်အထိုင်းချစခန်းကစည်ရေးပြူဟာရကြတဲ့စခန်းဖြစ်ပြီး အရခတ်တတော်အနေနဲ့မြေပြတ်မကွေးဒေသစီဝင်ရောက်နေဖို့စစ်အုပ်စုရဲ့နောက်ဆုံးခံတပ်စီးတစ်ခုလည်းဖြစ်ပါတယ်။နိုင်ရီကန်ကအကြီးဆုံးပဲပြူဟာလဲကြတာပေါ့ကားလန်အပေါ်စီကပဲအမြင့်ဆုံးနေရာမှာနေနေတာ။သူကြရင်တော့ဂျန်နဲ့ဟာရီကတော့ရိုးမကြီးကိုထိန်းဖို့ခတ်သွားမှာပေါ့ရိုးမကြီးထိန်းဖို့ခတ်တယ်ဆိုရင်ကပ္ပစာဆက်လေးကရိုးမအချိန်မှာစောက်ထားတာလေ။အဲ့ဒီဟာရီကတော်လိုင်းဖွဲ့တွေဝင်ထွက်ရတာပိုလွယ်သွားတာပေါ့နိုင်ရီကန်ကတော့နောက်ဆုံးစီးလို့ပြောလို့ရတယ်လို့ရခိုင်ရိုးမပေါ်မှာလှောက်ရှားနေတဲ့တော်လိုင်းဖွဲ့တခုရဲ့စစ်ရေးတရင်အရှင်မြေတအုပ်ကပြောပါတယ် ်မကွေတိုင်းငဖဲမြို့နယ်ထဲမှာရှိတဲ့နိုင်ရီကန်လေးကျောင်းရဲ့ကာကွယ်စခန်းကစစ်အုပ်စုအင်အား၄၀၀လောက်နဲ့အထိုင်ချထားတဲ့စခန်းဖြစ်ပြီးအရခတ်တက်တော်အီနဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကဖေဖော်ဝါရီလ၁၈ရက်နေ့မှာစတင်ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်မကွေးတိုင်းဘက်အချမ်းအမ်ဘရန်လန်ပိုင်းရခိုင်ယူမပေါ်ကနိုင်ရီကန်စခန်းဟာအမြင့်မားဆုံးတောက်ထိပ်စခန်းဖြစ်တယ်လို့စေအောင်စုအင်အားအကောင်းဆုံးဖွဲ့စည်းထားတဲ့အခိုင်အမာစခန်းလည်းဖြစ်တယ်လို့တော်လိုင်းအင်အားစုတွေကပြောပါတယ် ဒီဘက်တော့မရှိတော့ဘူးနိုင်ရီကန်ပြင်ပြီးပြီးတာမော်ကတော့ကိုကြီးကလည်းနိုင်ရီကန်နားမှာပဲနိုင်ရီကန်ပဲမိန်အတိတ်က အနာဂတ်စကန်တွင်နဲ့ရီကန်ပြီးရင်ပြီးသွားပါပြီအခုတောင်မှလှုပ်မရတာနဲ့ရီကန်မကြခင်တောင်လှုပ်မရတာကာလန်လောက်ပွဲပိုင်လေးတွေချထားပြီးတော့ကင်းဝန်းကိုအဲ့လောက်ပဲဖြစ်သွားပြီလို့စည်ရီတရင်ရှင်မြေတောင်ကပြောပါတယ်နဲ့ရီကန်စကန်ရဲ့အောက်ဖက်ကရင်မှာလင်းတဲစွန်တက်ဘာစီလိုင်းနောင်နဲ့ဂုတ်ကြီးဆိုတဲ့ရွာတွေပတ်ချလေတည်ရှိပြီးအဲ့ဒီရွာတချို့မှာလည်းစေအုပ်စုစကန်တွေရှိနေသေးပြီးမဲ့နဲ့ရီကန်အထိုင်ချစကန်ကအလိုလိုပြိုကျလာမဲ့စကန်တွေဖြစ်တယ်လို့သူကဆိုပါတယ်နဲ့ရီကန်စကန်ကိုအာရခတက်တော်အေးနဲ့တွန်လိုင်းမဟာမေပူပေါင်း ွဲတွင်စတင်တိုက်ခိုက်ချိန်မှာစေအုပ်စုဘွဲကတော်လိုင်းအင်အားစုတွေရဲ့ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်တာခံရတာကြောင့်စခန်းစွန်ခွာထွက်ပြေးတာတွေလည်းဇက်တိုက်ရှိနေရလို့ချင်းကာကွယ်ရေးတပ်အရှုတပ်ဖွဲ့ရဲ့တာဝန်ရှိသူစလိုင်းရူချင်းကပြောပါရယ်စုတ်ခွာလာတယ်ဆိုတာကလည်းနန်းရီကန်တစ်စခန်းလုံးစုတ်ခွာလာတာမဟုတ်ပါဘူးအရခတက်တော်အနေနဲ့ဟိုဘက်ကလည်းထိုးလာတယ်ဆိုတဲ့အရှင်ကြောင့်ဖြစ်မယ်လို့သုံးသပ်ရပါတယ်ဒီလိုမျိုးကြောင့်ခရရန်တွေလက်နက်ကြီးပါဝင်တခြားခရရန်တွေကိုရွှေ့ပြောင်းတယ်လို့ပြောလို့ရပါတယ်အပီးအပိုင်းကြီးစခန်းကိုစွန့်ခွာထွက်ပြေးသွားတာမျိုးမဟုတ်ဘူးလို့ ချင်းကာကွယ်ရေးတပ်အရှုတပ်ဖွဲ့ရဲ့တာဝန်ရှိသူစလိုင်းရူချင်းကပြောပါရယ်နိုင်ရကန်စခန်းနဲ့အနီနာကကာကဲစခန်းတွေကနေမကွေးတိုင်းအတွင်ပိုင်းနဲ့ထွက်ပြေးလာတဲ့စေအုပ်စုဖွဲ့တွေကိုဒေသရင်းတော်လိုင်းအင်အားစုတွေကအသာစီးကနေကြားဖြတ်ကြိုက်တိုက်တိုက်ခိုက်တာတွေဇက်တိုက်လုံဆောင်နေပြီးစစ်တုံပန်းတွေနဲ့လက်နက်ခဲယမ်းများစွာလည်းမကြာခဏဆိုသလိုတင်ပန်ရရှိခဲ့တယ်လို့ဆိုပါရယ်လက်ရှိမှာစေအုပ်စုအနေနဲ့နိုင်ရကန်စခန်းမကြဖို့အရေးမကွေးတိုင်းဘက်ကနေစစ်ကူတွေပို့ဆောင်နေတာဖြစ်ပါရယ်အဲ့ဒီလိုနိုင်ရကန်ကိုစစ်ကူပို့ဆောင်တဲ့ကမူလလမ်းဟောင်းဖြစ်တဲ့ဘာစီလ လမ်းဟောင်းကနေပို့ဆောင်တာများတယ်လို့စင်ရေးတဲ့အရင်မြစ်ကပြောပါတယ်။လမ်းဟောင်းဆိုတာကဂျပန်ခေတ်ကဖောက်ထားတဲ့အန်တောင်ကြားလမ်းပေါ်ဒါကိုရှောင်းကွင်းလမ်းလုံလိုက်တော့ပြင်ဝါကိတ်ကနေပတ်ပြီးဒီဘက်တုံးကြီးရွာကြမှာလမ်းဟောင်းနဲ့လမ်းတစ်ကဆုံတာလမ်းဟောင်းကပဲပို့တာများတယ်လို့စင်ရေးတဲ့အရင်မြစ်တောက်ကပြောပါတယ်။ စေအောင်စုကနိုင်ဤကန်စကန်မကြဘူးအားဖြည့်စစ်ကူပို့တာတွေအပြင်လီချောင်းကနေလက်နက်ကြီးတွေအသုံးပြုပြီးနိုင်ဤကန်စကန်ပင်ကရွာတွေကိုပုံကျဲတိုက်ခိုက်တာတွေပြုလုပ်လို့ရှိရလို့ဆိုပါတယ်။နိုင်ဤကန်စကန်အောက်ဘက်လင်းတဲရွာဆိုရင်စေအောင်စုကဖေဖော်ဝါရီ24ရက်ကတကြိမ်မလ3ရက်ကတကြိမ်2ကြိမ်လီချောင်းတိုက်ခိုက်ခဲ့ပြီးအရတားပြည်သူတောင်းတည်ဆုံးခဲ့ပြီးရှေးဦးထိခိုက်တံရရရှိခဲ့တယ်လို့ဆိုပါတယ်။လေရင်ကတော့ထိုးစစ်အရှင်မြင့်လာပြီဆိုရင်တော့သူတို့ပြစ်ကူတောင်းတဲ့အတိုင်းလာတာပေါ့။ပုံမှန်ဆိုရင်တော့ကင်းတောက်လေရင်ကတော့နေညဒီလိုပဲကင်းထောက်ပြီးတော့အဲ့ဒီက နေရတဲ့အချက်လက်နဲ့လေချောင်းပစ်တာတို့လက်နက်ကြီးပစ်တာတို့အဲ့လိုပဲလောလောဆယ်လုပ်နေတာပေါ့လို့စီရင်တဲ့အရှင်မြတ်တောကပြောပါရယ်အထိနာနေရဲ့ဆေးအုပ်စုကအရှက်သားပြည်သူတွေကိုပြစ်မှတ်ထားလေချောင်းတိုက်ခိုက်ရုံတင်မကဖန်စီယာရီလက်စတိုက်လှုပ်ဆောင်နေပြီးမလ15ရက်ကနေ19ရက်နေ့ထိ3ရက်အတွင်းအရှက်သားပြည်သူကိုဦးဖန်စီယာမိခဲ့တယ်လို့အရှုချင်းဒေသခံတောကပြောပါရယ်ရခိုင်ပြည်နယ်အမ်းမြို့နယ်မကွေးတိုင်းဗရန်မြို့နယ်ကြားလမ်းကြောင်းတလျှောက်ကျင်းရွာတွေက အရှုချင်းကျင်းရွာတွေဖြစ်ပြီးခန်းစီခံရသူတွေကလည်းအရှုချင်းတွေ င်ဖြစ်တယ်လို့ချင်းကာကွယ်ရေးတပ်ဖွဲ့အရှိုတပ်ဖွဲ့ရဲ့တာဝန်ရှိသူဆလိုင်းရူချင်းကပြောပါတယ်။နန်ရီကစကန်ကနေမကွေးဘက်ကိုဆင်းလာပါက တရုတ်တပ်ငွေပိုင်လိုင်းဆောင်စစ်အုပ်စုစကန်ညောင်ပင်ကုန်းရွာနီတရုတ်တပ်ငွေပိုင်လိုင်းဆောင်စကန်ပြင်းဝရွာစစ်အုပ်စု ကိစ္စကံပြင်ဝရွာအနီးကဖျားတောင်ကုန်းပေါ်ရှိစကံပရမ်းမြို့အနီးဆောင်ကုန်းရွာကအမြောက်စစ်စင်ကိုကဲမှုဌာနချုပ်မဆခ905စာရက်ကူရွာအနီးကအမြောက်တန်းအမတ409နဲ့ဖိုကုန်းရွာအနီးကအမြောက်တန်းအမတ395စာရက်တက်စကန်တွေရှိနေရလို့ဆိုပါတယ်အဲဒီစီအုပ်စုစကံတွေကလက်ရှိအရခတ်တက်တော်တိုက်ခိုက်နေတဲ့နိုင်ငံစကံနဲ့ပရမ်းမြို့ကြားမှာရှိနေတဲ့စီအုပ်စုစကံတွေပဲဖြစ်တယ်လို့ဆိုပါတယ် ။မဖဲမြို့အနောက်ဘန်းရှောက်တောင်ရွာနီးမှာလည်းကာကွယ်ပစ္စည်းဆက်ယုံကဘာဆာဆက်လေးရှိရလို့ဆိုပါရယ်။နေရီကန်စကန်ရှိရာရခိုင်ယူမပေါ်ကိုစေအုပ်စုအင်အားရစ်စကူပို့ရမှာတော်လိုင်းအင်အားစုရဲ့ဂျားဖြတ်တိုက်ခိုက်ခံရမှုတွေကြောင့်လက်ရှိအချိန်မှာတော့လွယ်ကူခြင်းမရှိသလိုတကယ်လို့နေရီကန်စကန်ကြာသွားပါကစေအုပ်စုနေနဲ့ယူမပေါ်ကိုတက်လာဖို့အလံဝေးသွားပြီလို့စည်ရေးတရင်အရှင်မြတ်တောင်ကသုံးသပ်ပါရယ်။တောင်ပေါ်တွေတင်းရင်မြေပြန်ကနေအခုတောင်ပေါ်သူတို့တက်ချင်နိုင်တက်လို့မရဘူး။ဒီဟာသာတင်းပြီဆိုရင်တော့တောင်ပေါ်တက်လာဖို့တော့ဝေးသွားပြီ ီးလင်းရင်နဲ့လာကျဲချဖို့ပဲလက်နက်ကြီးပြင်ရင်တော့ပြစ်ပေါ်အဲ့လောက်အဆင်မဲဖြစ်သွားတော့မယ်လို့စင်ရေးတဲ့တင်အရင်မြစ်ကဆိုပါတယ်အင်္ဂလိပ်အခရာ V ပုံစံအုပ်စုလိုက်ပြန်တန်းလေးရှိရဲ့ဂျိုးကြငတ်တွေလိုအရခတက်တော်နဲ့တော်လိုင်းအရာစုတွေရိုးမကိုတဖြည်းဖြည်းချင်းဖျက်ကျော်ဖို့ရှိလာနေပေမဲ့ပိုင်ထောင်ကြီးတဲ့ခီးအတွက်အဓိကလိုအပ်နေတဲ့ တက်လုံးဇွဲဖိမမှုနဲ့ညီညွတ်မှုတွေရှိပါမှလိုရာခင်ရောက်မယ်ဆိုတာကိုအဆိုတော်ခင်မောင်တို့ကဂျိုးကြတန်တချင်းစာသားထဲမှာအခုလိုတည်ဆိုထားတာပါမျိုးဆက်ရဲ့အာမန်တကူပါလမ်းကြောင်းမှန်ရွှေးချေခြင်းအများနည်းတူတက်လုံးမကောင်းရင်မွေးဖွားရာအရက်စီမိုင်းထောင်ချီပြန်နေရင် ဂျိုးကြငက်တချို့တလေခြီလာစဉ်ကြံရစ်ပြီးဆုံးဖြတ်ချက်တစ်ခုချမိအရှုံးနဲ့အောင်မြင်ခြင်းဟာရှိတဲ့အားနဲ့မှန်ဟန်နိုင်မှာဆိုပြီးစောင်းမမရေးသားထားတာကို တင်ဆက်ပေးလိုက်ရပါရဲ့ရှင်။